။အများလက်ရှိဘမော။ဘာမှမဖြစ်ဘူးလေ။အေးဆေးပါပဲ။ဒါခင်ဗျားတို့လုံနိုင်ဆုံးအကုန်ပဲ။ခင်ဗျားတို့အဲ့အသက်ရှင်နေတယ်။ခင်ဗျားတို့လူဘဝမှာလူလူတို့နေနေတယ်။လူနဲ့သူနဲ့သူအောင်နေနေတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့လက်နဲ့တွေဆုံးပါ။ဘောမလေးပြောရင်ဒီ PDF လေးတိုင်းကအေးဝင်ပါ။အကြမ်းဖက်တယ်။အကြမ်းဖက်တယ်။အကြမ်းဖက်တယ်။အောက်ကြောက်ကိုအကြမ်းဖက်အကြမ်းဖက်ပြောလို့ပါသေးလို့။တကယ်တိုင်းကြီးကိုအကြမ်းဖက်တယ်သူတို့စစ်တပ်ဆိုတာသူတို့ကိုလည်းနေတယ်။မတိတာမဟုတ်ဘဲလူပဲခီးကိုရသားတာမရောကျော်စိုးတို့ပြောကြည့်ပါလား။ ဟယ်လိုချရမြေဝပြည်သူညီကိုမော်တော်မများအလုံးမမင်္ဂလာပါ news page channel ကနေပြန်မကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ20ရက်နေ့ကျွန်တော် အင်္ဂါနေ့မနေ့ပိုင်းမှာဆန္ဒနောက်ဆုံးကြားတဲ့တော်လန်တရင်တို့တရင်ကောင်းများစွာပြန်ဗောမိုက်ကွက်ပါနော်ကြက်ကွက်လာမဲ့တရင်လည်းကြည့်ရမှာမလို့ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ဒီမနေ့မှာဆန္ဒဥဖျက်ဖျားဒီမနေ့မှာကြားသိရတဲ့တရင်တို့တွေကတော့ကျွန်တော်အခုဆွန်လဲပါနော်နေဆက်စီမင်းတျှောက်မှာကရင်တော်လန်ရဲ့ပူအောင်တဖို့ဝင်နေတယ်ပြီးတော့စစ်ကောင်စီတဖို့ဝင်တွေရဲ့စခန်းတွေတခုပြီးတခုတင်ပိုက်နေတာလည်းကျွန်တော်ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တရင်တို့လေးတွေအယုံဆုံးနေတဲ့ဖျက်ပြပေးချင်ပါတယ်ပထမအဆုံးတရင်တဖို့အနေနဲ့ကတော့ ပဲဂူတိုင်းပဂူမြို့နယ်ဇီတော်ချွေရမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ရှေ့တန်းကောက်ကင်းစခန်းကိုအမတ်နေစစ်စင်ရဲ့နယ်မြေတိုင်းစစ်ဌာနကပဂူအမတ်3900တက်တရင်ကမေလ16ရက်နေ့ပိုင်းမှာဝင်ရောက်တိုက်ခိုက်တင်ပိုက်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မေလ16ရက်နေ့နေ့နိုင်မှာဆိုရင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မှစစ်ကောင်စီတပ်အနေနဲ့ပြီးတော့မှ G4 နဲ့လည်း G3 နဲ့လည်း G2 တက်လက် M1 ကပိုင်ကိုလည်းနဲ့အခဲအမြစစ်ဆက်ပစ္စည်းတွေကိုလည်းတင်ဆက်ရရှိခဲ့တဲ့ဆိုပြီးတော့ကျွန်တော်တို့သိရှိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီရဲ့ ကာကင်းစကားလိုကျော်တော့တော်လိုင်းရာစုတွေအနေပြမှာအခုရပိုင်ပေါ့နော်တဖြည်းဖြည်းချင်းချွေစစ်အနေနဲ့စတင်တက်ခတ်တင်ပိုင်နေတာပြမှာအလုံးမြောင်မှန်ထားတဲ့အချိန်ပဲမကြာခင်မှာတော့မြို့သိမ့်တဲ့ဘွဲတွေနဲ့စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်တွေထိတောင်မှတင်ပိုင်နေမဲ့အရေးရောင်တွေလည်းခုကလေးအတွေးနေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ပိုင်ချုံမြို့ကထိုင်းမြန်မာနယ်ဆန်အနီးမှာရှိတဲ့မော်ဖိုကီစခန်းကိုမေလ16ရက်နေ့ နေ့တပိုင်းခန့်တိုက်ခိုက်ပြီးတော့မှကန်ယူကတင်းယူလိုက်တယ်ဆိုတော့တရင်ကောင်းလေးပဲဖြစ်ပါတယ်။လိုင်မွေမြို့နယ်ပိုင်ချုံမြို့ဒေါနာတောင်သားရှိချမ်းထိုင်းနယ်ဆက်တလျှောက်တဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေထဲကပူလူတုခလေဒေတခိုဘီခီမော်ဖိုတုစခန်းတာလေးပြူအားနဲ့မဲလာစခန်းတို့ကိုအခုနှစ်အတွင်းမှာကန်ယူတက်မှာခွန်းနဲ့ပြီးတော့မှတင်းယူပြီးပြီလို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။အဲ့ဒီဒေသမှာဆိုတော့လက်ချန်စခန်းတစ်ခုပဲရှိတဲ့ထဲကနေပြီးတော့မှမော်ဖိုခေစခန်းချပြေးတဲ့နောက်ပိုင်းမှာတော့ နော်တရားစခန်းပဲအခုဆိုရင်ကျွန်တော်တာပဲဖြစ်ပါတယ်ဒါကတော့ကျတို့ can you နဲ့ pdf ပုံတပုံဝင်နေရတယ်ပြီးတော့မှ necessity မြင်တဲ့ကြောမှာရှိတယ်ပေါ့နော်စစ်ကောင်စီရဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခုတင်ပိုက်နေတာပြီးတော့မှဒီစခန်းကိုတင်ပိုက်ဖို့တောင်မှနေ့တစ်ပိုင်းပဲတိုက်ပြီးတော့မှအရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျတို့အနေနဲ့ထိုင်းနဲ့ထိဆက်နေတဲ့ necessity မြင်တဲ့ကြောမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းတွေအားလုံးကိုထိန်းချုပ်ပြီးတော့မှပေါ့နော်ကျွန်တော်တို့အင်းကြီးချင်းနိုင်ငံတွေနဲ့ပြန်ပြီးတော့မှတွန်လိုက်တဖို့ဝင်နေကြတဲ့မှာစစ်ဆန်ရေးကောင်းတွေတည်ဆောက်နိုင်မယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ အိန္ဒိယမြန်မာနဲ့ဆက်တမိုးမျိုးအနေပါကပါဆယ်ကိုကြာဆုံးခဲ့မှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကနေပြီးတော့မှအိန္ဒိယဆိုရနဲ့အမှုမှန်ပေါ်ပေါက်ရေးညီနိုင်ဆောင်ရွက်နေတယ်ဆိုပြီးတော့မှသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကနေလာတဲ့သတင်းတွေမှာဆိုတော့မေလ၁၄ရက်နေ့အိန္ဒိယနိုင်ငံမဏိပူမြို့နယ် Chadel ခရိုင်မှာဆိုရင်လက်နက်ကင်အဖွဲ့တစ်ခုနဲ့အိန္ဒိယစစ်တပ်ကြားပြစ်ခတ်မှုဖြစ်ပွားပြတဲ့နောက်ပိုင်းမှာအိန္ဒိယစစ်တပ်ကလက်နက်အများပြားသိမ်းဆည်းရရှိခဲ့တယ်ဆိုပြီးတော့မှထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်းမှာလက်နက်ကင်အဖွဲ့ဝင်၁၀ဦးတေဆုံးတယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပေါ့နော်။ အိန္ဒိယစစ်တပ်ကတပ်ဖွဲ့ပြီး AK-47 တနက်ခွန်နဲ့ RPG ဒုံးပစ်လောင်ချာလောင်ချာတလက် M4 တနက်တလက်နဲ့အခြား rifle တနက်လေးလေးပေါင်ရင်လက်နက်ခဲတွေတင်းစရရှိခဲ့တဲ့စပရမတ်ဓာတ်ပုံနဲ့တကွာထုတ်ပြန်ထားတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒါတော့ပေါ့နော်ကျွန်တော် အခုဆိုရင်ဒီလိုမျိုးတော်လိုင်းရဲဘော်တွေကိုအကြောင်းမရှိအကြောင်းရှာပြီးတော့မှပြက်ခတ်တက်ဖြတ်သွားတဲ့အိန္ဒိယစစ်တပ်တွေနဲ့ပတ်သက်ပြီးတော့မှ NUG ဘက်ကနေအခုဆိုရင်အိန္ဒိယရဲပေါ့နော်အစိုးရတွေနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးသွားမယ်ဆိုပြီးတော့မှကြီးညာချက်ထုတ်ပြန်ထားတာမလို့ဘလိုမျိုးတွေဖြစ်တာမလဲဆိုတော့ကျွန်တော်ဆောင်ချက်မှာပဲဖြစ်ပါတယ်အမှုမှန်ပေါ်ပေါက်ဖို့ကဒါကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှအခုဆိုရင်ဆန္ဒရှိနေကြတာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျွန်မကတော့အိန္ဒိယစစ်တပ်ကနေပြီးတော့ဖြစ်ခလာတဲ့ပကပါဆယ်ဦးတည်ဆုံခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျောင်းနဲ့ပြီးတော့သူ့အမည်ကိုသုံးသပ်ပြောဆိုထားတဲ့ရဲ့နောက်တစ်ခုကကြတော့ပေါ့နော်အခုဆိုရင်ကျွန်တော်တို့နေဆစီမင်းတကြောမှာရှိတဲ့စစ်ကောင်ဆယ်စစ်ကောင်တွေကို Can you ပူပေါင်းတပ်ဖို့ဝင်နေတယ်ပြီးတော့မှစတင်ထိုးစစ်ဆင်သိမ့်ပိုက်နေတယ်ဆိုတဲ့အကြောင်းတွေကိုပြောဆိုထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျောင်းဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စာချစ်လဲရအောင်နော်အိန္ဒိယညမနေဆိုတမူးမှာမိုင်နေ59မှာတမူးမျိုးနေပြည်သူ့ပါကွယ်ရေးတပ်ဖွဲ့ပကပ်ဖွဲ့ဝင် ဆယ်ဦးကိုအိန္ဒိယဘက်ကပြစ်ခတ်ဖိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းရှိနေပါတယ်။ဒါကြောင့်မို့ဒီဒီကိစ္စကတော့တော်တော်အငင်းပွားဝယ်ရာကိစ္စတစ်ခုဖြစ်ပါတယ်။အဲဒီအိန္ဒိယ private တိုက်ရင်းလို့လည်းကျွန်တော်ကြားတယ်။ဒါပေမဲ့ NUG နေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုဖြေရှင်းလဲတော့ကျွန်တော်တို့မသိဘူး။ဓမ္မမြို့နယ်အထက်ပိုင်းနေဆက်မိုင်းနိုင်၈၂83ကြားမှာဖြစ်ခဲ့လို့သိရတယ်။နေဆက်အငင်းပွားမှုတွေရှိတယ်။အိန္ဒိယကခြေသေးရုပ်ကြော်ခတ်တယ်။ဒါဘို့တမူး တမှုကလည်းတမှုတက်ဆိုင်ရာတာဝန်ရှိသူကလည်းကန့်ကွက်တယ်ပြပြလေးလေးတွိတ်ဆုံနှိမ့်နိုင်မှုတွေလည်းရှိသွားပြီတို့တော့ဘာလို့ထပ်ဖြစ်တာလဲဆိုတော့မဟုတ်ကျွန်တော်တို့မသိဘူးတမှုပကဖအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကတော့အဲဒီသတင်းပို့ပြီးသွားပြီပေါ့နော်ဘယ်လိုဆက်လက်ဖြေရှင်းမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်နော်ဒါသတင်းတွေဖြစ်ပါတယ်အဲ့တော့ကျင်းယူပါတီတို့ဒီတို့အမိုးတို့ကျွန်တော်ဖိုးခွားလို့ကြောင်ပြောကြည့်ရအောင် ဲ့တော့လက်ရှိမှာတော့စကန်တိုက်ပွဲပေါင်းမြောင်များစွာစကန်ပေါင်း90ရာနဲ့ချီပြီးသိမ်းနေပြီလို့ကင်းယူပြောခွင့်ရပုဂ္ဂိုလ်ကပြောတာပါလေထိုင်းနိုင်ငံရဲ့မြန်မာဆက်ဆက်နေတဲ့အရှိဆုံးနေဆက်မြင်းကင်းနီနဲ့တက်မကင်းနီနဲ့နေဆက်တမဟာငားတွေစပြီးတမဟာလေးအစုံကီလိုမီတာရောင်းထောင်ချီနေတဲ့နေရာတွေကိုတိတ်ပတ်တော့နေပေါ်လာတလျှောက်လုံးကင်းယူထိန်ချုပ်တော့မယ်ဆိုတဲ့သတင်းစကားကိုဒီပြောပါတယ်အခုတက်မခွန်မှာ နည်းနည်းပဲကျန်တော့စကန်တစ်ခုနှစ်ခုပေါ့တက်မှာ6မှာတော့ကုန်တော့ဖြစ်နေပြီတက်မှာ9မှာလည်းတော်တော်များများတိုက်ယူပြီးသားပြီအဲ့တော့ဂေနီယုတက်မှာလေးတက်မှာ9တက်မှာ6တက်မှာကုန်အကြက်ဘက်စစ်ကောင်စီရဲ့ viewer စကန်10ခုတက်မလဲသိပ္ပံထားတယ်နေသားခန့်စစ်စကန်ကောင်20ကျော်ကာဂစ်စကန်အပေါင်းစုပေါင်းစကန်50နီးပါးကိုဒီလပိုင်းတွင်းမှာတိုက်ယူထားနိုင်တော့တွေ့ရမှာ ဒါတော့ဆရာလူမြတ်ကျော်နဲ့ပြတော့အိန္ဒိယစစ်တပ်တွေကနေပြတော့ပါနော်အခုဆိုရင်ကျတို့ပကဘာဖို့ဝင်စေဖို့တပြက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ NUG ကပြန်လည်ဖြေရှင်းချက်တောင်းဆိုထားတဲ့အကြောင်းကိုပြောဆိုထားတာဖြစ်တယ်။ကျွန်တော်တို့ဒီကိစ္စဆွနော်ပေါ့နော်အလင်းစလို့ဖြစ်သွားတာပြီးတော့မှအခုချိန်ကျမှကျွန်တော်တို့အကြောင်းမရှိဘဲနဲ့ဒီလိုမျိုးတရင်တွေကိုနောက်ထပ်ကြားတဲ့ရပဲဖြစ်ပါတယ်။အိန္ဒိယဆိုရင်လည်းကျွန်တော်တို့ပါကစ္စတန်နဲ့နေဆစီမြင်အငင်းပေါမှုတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာခုဆိုရင်ကျွန်တော်တို့မြန်မာဘက်ကိုမြောက်လဲလာတယ်လို့တောင်းပါပေါ့နော်။ ဗီဒီယိုဘက်ကနေပြီးတော့မှထိမှထားကြတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်တော့ကျွန်တော်ကဲညူဘက်ကနေပြီးတော့မှထိုင်းနဲ့ထိစပ်နေတဲ့ NSC မြင်းတရှော့စစ်ကောင်စီရဲ့စခန်း50ကျော်လောက်ထိကိုအခုနှစ်ပိုင်းတွင်းမှာတင်ပတ်ရရှိထားတာဖြစ်ပြီးတော့မှနောက်ထပ်ဂျန်တဲ့စခန်းတွေကိုလည်းထိုးစစ်ဆင်တက်ခိုက်တော့မယ်ဆိုပြီးတော့မှကြီးညာထားတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်အနေနဲ့ NSC မြင်းကိုထိန်းချုပ်ထိုင်အားနိုင်လဲဆိုတော့အင်းဒီချင်းနိုင်ငံတွေနဲ့စစ်ဆန်ရေးကောင်းတည်ဆောက်ပြီးတော့မှကုန်သွယ်စီးဆင်းမှုတွေကဆောက်လို့ပါနော်။ကျွန်တော်တို့အနေနဲ့ပြည်ပြည်လည်လည်နဲ့ဆွေးလို့ရအတော့မယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်နောက်ထပ်တည်ရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဝါစီစေးရုံကစစ်ကောင်စီတမိသားစုဝင်တွေတဆွဲထားတဲ့နေရာတွေမှာအစင်ရထိုးလိုက်ခွဲခြားမှုတွေရှိနေတယ်ဆိုတဲ့အကြောင်းသိဆက်ထားတဲ့တင်လဲကျွန်တော်စစ်ပြမနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့လာနာဆဝါစီကစစ်တီတဦးရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ကျွန်တော်ကတော့လုံခြုံရေးနေဆိုင်သောပုံနှိပ်လုပ်ငန်းများစက်ရုံကပါ လာနာဆတက်လို့ခေါ်ပါတယ်တက်တွင်းမှာအခြားအစီအစဉ်တွေဆိုင်ကယ်စီးရင်ဖန်ပြီး တန်းစီသို့မဟုတ်ဖတ်ထိတ်ခိုင်းပါလေတက်မှာအရာရှိတွေလည်းမနေပါဘူးအရာရှိနဲ့အရာရှိကတော်တွေကြတော့ဆိုင်ကယ်အုပ်ထုပ်မဆောင်ရင်မဖမ်းမယ်အစားအဆင့်တွေကြတော့အကုန်ဖမ်းနေပါလေစီကန်းဆိုတာအကုန်လုံးအတွက်ထုတ်ထားတာပါကြောသားရင်တော့ခွဲခြားစရာလိုပါသလားခေါင်းဆောင်အလုံးမဲ့သူတွေကစီကန်းမရှိတော့အစားအဆင့်အများစုကမကြည့်နိုင်ကြဘူးပေါ့ဒီအကြောင်းကို အထက်လူကြီးများသိစေချင်ပါတယ်ခင်ဗျာတရဲတွေကလည်းအရာရှိအရာရှိကတော်တွေကိုကြတော့မဖမ်းရဲပဲ ဖားရနေကြတာတွေတွေ့ရတော့စိတ်မကောင်းပါဘူးဗျာလို့စာရေးသားပြပလာပါတယ်ရှင်။ဒီကိစ္စဟာတက်တိုင်းမှာကြုံတွေ့နေရတဲ့ကိစ္စလို့ပြောရမှာပါ။တက်အများစုမှာတက်အဝင်ကိတ်ကိုရောက်ရင်စပိန်ဆိုင်ကယ်ဆင်းတွန်းကြရပါတယ်။အရာရှိတွေနဲ့အရာရှိမိသားစုတွေကတော့ဒီအမိန့်ကိုမလိုက်နာကြတာများပါတယ်။ကျမတို့အစီအစဉ်ဟာတက်မတော်တာအရာရှိစစ်တွေတက်မိသားစုဝင်နေတဲ့အင်းအောင်တဲ့ရဲမိတွေရဲ့အခက်အခဲကိုအများကတိအောင်တိဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တက်မတော်တာအရာရှိစစ်တွေ တက်မိသားစုဝင်တွေအိနောက်တဲ့ရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုကျွန်တော်တို့ကြားတဲ့အတိုင်းပဲပေါ့နော်။ဒီဝါစီစေယုံကအရာရှိမိသားစုတွေဟာဆိုတော့သူတို့ ဟုတ်ချေတသားတွေနဲ့အဆင်မတူဘူးဆိုပြမပါတော့။တတွင်းမှာစီမင်းထုတ်ထားတဲ့တော်မှလုံးဝမလိုက်နိုင်ဘူးဆိုတော့ကျွန်တော်နောက်ထပ်ကြားတည်တာဖြစ်တယ်။ဒီလိုမျိုးကိစ္စတွေအရဆိုတော့တတိုင်းတတိုင်းမှာရှိနေတာဖြစ်ပြမစစ်ကောင်စီရာရှိတွေအရဆိုရင်တို့အောက်ခြေတသားတွေကိုဖိနှိပ်ခွဲခြားဆက်ဆံမှုတွေနဲ့သူတစ်ဖက်မှာဆိုတော့တို့ရဲ့တင်ထဲတဲ့အချိုးခံဆောင်တွေလည်းဘုံပြီးတော့မှပေါ့နော်။တို့ကြားထဲကနေပြီးတော့မှ ဝင်ရောက်ယူသွားတာလည်းရှိနေတယ်ဆိုပြီးတော့ကျွန်တော်ကြားသိတာတွေများစွာရှိနေတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတမိသားစုအနေနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှအနိုင်ကျင့်ခြင်းမခံခြင်းမှုဆိုတာကျွန်တော်တော်လိုက်ပြချုံခလုံးပြီးတော့မှအမှန်တရားကိုပေါ့နော်ကျွန်တော်အနေနဲ့ဒီနေ့ထဲမှာပဲအနိုင်နဲ့ပိုင်းနိုင်အောင်စူးစမ်းပြီးပုံဖော်သွားမယ်ဆိုပြီးတော့မှကြီးညာထားတာမလို့အလိမျက်ဆုံးကုပြောင်းခလုံးတင်နေပြီဆိုတဲ့ကြောင့်လည်းထပ်ပြီးတော့မှဖိတ်ခေါ်လိုပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွာကကျော်ဆိုးကနေပြီးတော့မှ PDF တွေအလေးမဝင်ဘူးဆိုရင်အမုန်းကြိတ်မဲ့ Supreme ပေါ့နော်အားချောင်းပြောဆိုထားတဲ့လေကျွန်တော်တစ်ချက်တော့ချိလိုက်ရအောင်တကယ်တိုင်းကြီးချစ်တယ်ဆိုရင်ခင်ဗျားတို့ဒေတာလိုက်လက်နက်တွေဆွတ်ပြီးတော့ကျွန်တော်တို့ဒီလုံချိုးတက်ဖက်ဝင်နေတဲ့ချိတ်ဆက်ပြီးတော့ခင်ဗျားတို့ဆောင်ရကြပါလက်နက်တွေဆွတ်ပါခင်ဗျားတို့ဒေတာကိုခင်ဗျားတို့တကယ်တိုးတက်ချင်လားတကယ်တည်ငြိမ်ချင်လားခင်ဗျားတို့ဒေတာမှာရှိတဲ့လူငယ်လူရွယ်တွေတကယ်ပဲပညာတတ်တွေဖြစ်ချင်လားခင်ဗျားတို့ကြွယ်ရည်တကယ်ပဲဖွံ့ဖြိုးချင်လားတွဲပါလေခင်ဗျားတို့ကိုယ်တိုင်တက်ဆိုင်ရကျွန်တော်တို့ဒီလုံချိုးတက်ဖက်ဝင်နေချိတ်ဆက်ပြီးလက်နက်တွေအပ်ကြပါအပ်ပြီးတော့ကိုယ့်ဒေတာကိုဖွံ့ဖြိုးရေးလုပ်ကြပါ ခင်ဗျားတို့အလင်းဝင်ပါခင်ဗျားတို့အသက်ကိုကျွန်တော်အာမခံတယ်อืมဒါကြောင့်ကျွန်တော်နိုင်ငံနိုင်ငံသားတွေကိုချစ်လို့အာမခံတယ်ခင်ဗျားတို့အလင်းဝင်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ချိတ်ဆက်ပြီးဆောင်ရမယ်ပဲဒါကကျွန်တော်တို့လုံးဝမဲ့အလုပ်တော့မဟုတ်ဘူးတိုးတော်လည်းပဲကျွန်တော်ဒီနိုင်ငံအတွက်ကျွန်တော်တို့လုံးတင်လုံးတိုက်ကြအောင်ကျွန်တော်ဝင်ပါလားခင်ဗျားတို့စဉ်းစားကြည့်ပါရခိုင်ကခင်ဗျားတို့စာတင်ကြောင်းတစ်ကြောင်းဖြစ်ဖို့အတွက်ဒီရောမှာရှိတဲ့ရမီရပါးတွေဥဆောင်နေရွာသူရွာသူရွာသားတွေအားနေပဲကျွန်တော်စာတင်ကြောင်းတွေဆောက်ခဲ့ကြတယ်ဖုန်းကြောင်းတွေဆောက်ခဲ့ကြတယ်ခင်ဗျားတို့တက်ခဲ့တဲ့အကြောင်းခင်ဗျားတို့တက်ခဲ့ကြတဲ့အကြောင်းခင်ဗျားတို့ကိုယ်တိုင်စက်ခန်းတွေလုပ်တယ်မိုင်းတွေလုပ်တယ်ပညာကလေးငယ်တွေပညာမသင်ကြဘူးခင်ဗျားတို့လုပ်ခဲ့တယ်ဖုန်းကြောင်းတွေ အဲ့ဒီဖုန်းရောက်မှရှိတဲ့ဆရာတော်တွေခင်ဗျားတို့ကိုသင်ကန်းစီပေးခဲ့တာသင်ကန်းစီပေးခဲ့တဲ့ဖုန်းကြီးကိုခင်ဗျားတို့ဒလန်ဆိုပြီးဆွဆွဲတယ်ပတ်တယ်ခင်ဗျားတို့တိုင်းပြည်တကယ်ချစ်နေတာပေါ့ကွာခင်ဗျားတို့တိုင်းပြည်ကိုဖျက်ဆီးနေတာခင်ဗျားတို့တိုင်းပြည်ဖျက်ဆီးနေတာအဲ့တော့ခင်ဗျားတို့စဉ်းစားမှာခင်ဗျားတို့ဆက်တိုင်မှာတိုင်းရင်ဆက်တိုင်မယ်ရှင်းရှင်းလေးပဲခင်ဗျားတို့ဆက်တိုင်မှာတိုင်မယ်လေဘာဖြစ်လဲဆက်တိုင်မယ်လို့တိုင်မယ်ယောက်ျားတွေပြတိုင်မှာပဲဒီတက်ဘလော့ကတော့ခင်ဗျားရန်သူရှင်းနေရှင်းပါမယ်ဒါတက်ဘလော့မူဟာတာပဲတက်ဘလော့သဘောထားပဲသဘောထားပဲဗျရှင်းပါပဲခင်ဗျားတို့ရှင်းနေအောင်တက်ဘလော့ကလိုအပ်တဲ့စစ်စင်ကိုလိုအပ်တဲ့လို့လုပ်နေပါပဲ တကယ်တော့ခင်ဗျားတို့လက်ရှိဖြစ်နေတာကနောက်ဆုံးအခြေအနေပဲခင်ဗျားတို့ဒီစားတယ်ခင်ဗျားတို့ပို့ကြအောင်ဖြစ်ဒါခင်ဗျားတို့ကနောက်ဆုံးခင်ဗျားတို့ကလုံနိုင်စွမ်းကလက်ရှိအခြေအနေကဒါအမြင်ဆုံးအခြေအနေပဲတဖြည်းဖြည်းခင်ဗျားတို့ကြာပါကြာလာပါလိမ့်မယ်လက်ရှိလက်ခင်ဗျားရှမ်းမြောက်ဒေသမှာတဖြည်းဖြည်းကြာလာပြီခင်ဗျားလက်ရှိဘမောဘာမှမဖြစ်ဘူးလေအေးစေးပါပဲဒါခင်ဗျားတို့လုံနိုင်စွမ်းအကုန်ပဲခင်ဗျားတို့ကအသက်ရှင်နေတယ်ခင်ဗျားတို့လူဘဝမှာလူလိုသူလိုနေနေတယ်လူနဲ့သူနဲ့သူအောင်နေနေတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့လက်နဲ့တွေဆုံးပါလက်နဲ့တွေဆုံးဖို့လိုတယ်အဲ့ဒီလိုမှမဟုတ်ခင်ဗျားတို့ဘဝကြီးချိန်မုန်းခံရမယ်ချိန်မုန်းကြီးခံရလိမ့်မယ် ခင်ဗျားတို့နေနေတဲ့နေရာကထိုင်းမြန်မာနေစားမဟုတ်တရုတ်မြန်မာနေစားမဟုတ်ဘူးအိန္ဒိယမြန်မာနေစားမဟုတ်ဘူးဗျခင်ဗျားတို့နေတဲ့နေရာကမြေပြန်ဒေသမြေလက်ဒေသဟိုအစိုးရအာဏာဇက်အပြင်းထန်ဆုံးရှိတဲ့နေရာတွေခင်ဗျားတို့သိရပါခင်ဗျားတို့အချိန်မုံကြီးခံရမယ်ချိန်မုံတဲ့အခါမှာခင်ဗျားတို့တဖြည်းဖြည်းတင်းတက်တယ်လို့ချိန်မုံကြီးခံရမယ်ဒပရီတော့ဗျခင်ဗျားတို့ရှိသမျှအင်အား900 380ဆိုတယ်ဒပရီတော့ခင်ဗျားတို့အပြည့်ရှင်းနိုင်မှာမဟုတ်ဘူး ကျော်စိုးကိုစကားကိုမှတ်ထားတော့အခုဆိုရင်ကျွန်တော်တို့ PDF တွေကိုဒီလိုမျိုးအားချောင်းစင်ဟောထားပြတော့မှအမုံကျိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေထိပြောဆိုနေတာကိုကျွန်တော်ကြည်ချမ်းအဖြစ်မကြာခင်မှာတော့ဒီဘောမတွေကိုလည်းကျွန်တော်ဘက်ကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူမျိုးစားဖြစ်ပြောင်းလဲပေးမယ်ဆိုတော့ချင်းတိပြောလို့ရနေတာပဲဖြစ်ပါတယ်ဒီကောင်တွေကနေပြီးတော့မှ PDF တွေကအမျိုးဘာသာသန္တာပြင်တိုင်းပြည်နယ်လူမျိုးခြံနေပြီးတော့မှဖြစ်လို့ဖြစ်စီပုံစံမျိုးနဲ့အခုချိန်ဒီလုံးဆောင်နေတယ်ဆိုတော့ သဘောမျိုးကိုကျွန်တော်တို့ပြည်သူတွေနဲ့ကြားထဲမှာပေါ့နော်စီဝန်ကုမှုတွေဖြစ်အောင်လွတ်ဆောင်ပြောဆိုနေကြတာတော့လဲကျွန်တော်တို့ခုရဲ့ပိုင်ခက်ဆစ်ဆစ်ကြားနေရတာမလို့ဒါတော့သူတို့ဆစ်ရှင်ပြီဆိုတာနဲ့ဒီလိုမျိုးလိုရတွေကိုဆက်လက်ပြီးတော့မှကျุလို့နေကြတာပဲဖြစ်ပါတယ်မိဘပြည်သူတွေကလည်းပြတော့မှလည်းဒီကြော်ဆိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့မိန်းလေးတွေကိုခြိုက်ပြီးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ အေးချုံပေါ်ကတော့နေပြီတော့မှအခုဆိုရင်ကျွန်တော်တို့တိုက်ပွဲတော်တော်လေးကိုပြင်းထန်နေတဲ့မြင်းချန်တောင်းသားနထိုးကြီးစတဲ့နေရာဒေသတွေမှာဆိုရင်တော့ပြည်တဲ့တွေကနေပြီတော့မှချက်ခင်ပါပဲစူမိုးသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဝင်ခံပြောချထားတဲ့အားလေးကျွန်တော်တို့စစ်ပြီးတော့မှချစ်လိုက်ရအောင်ဦးစင်းတို့ဒီဝဲလူစခန်းဆိုလို့ရှိရင်ဒါလူလဲတိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းခံရတယ်အချို့ကြလဲရွာနဲ့နီးလို့ရွာနဲ့ဖြစ်လို့ဒီပြလာတဲ့လာပြီးလို့ရှိရင်ရွာထဲဝင်သွားတယ်အာလာပြီးမှချရတဲ့ဝိုင်းနဲ့အာလေရင်လာလို့ရှိရင်ရွာထဲဝင်သွားတယ်လေရင်လာရွာထဲဝင်သွားတယ်ရွာထဲဝင်သွားတယ်နော်ရွာထဲဝင်သွားတော့ရွာထဲဝင်သွားတော့လဲဟုတ်ပါတော့ ကိုဘက်ကလည်းဒီနော်ဖားပါတာရွာထဲဝင်သွားတာဒါဥသိန်းတို့အလုပ်မဟုတ်ပါဘူးနော်ရွာတွေကသူတို့ရဲ့ဟိုဟာဖြစ်သွားတာဟုတ်ဗျစခိုင်းဖြစ်သွားတာပေါ့နော်ရွာတွေကအကျန်းဖက်ရွာကြီးအကျန်းဖက်စခိုင်းကြီးလို့ဖြစ်သွားတော့ကိုဘက်ကလည်းတဘောဓာကြီးတာပေါ့နော်တဘောဓာကြီးတာပေါ့ဟာရွာထဲဝင်သွားရင်မလုပ်တော့နဲ့ဟာမချောက်အောင်တဲ့ပုံစံမျိုးဖြစ်နေရလားမသိဘူးပေါ့ဗျာနော်ခဏလို့တိထားမှာပြောရသေးတယ်နော် PDF တွေကြီးဆိုးတဲ့အကျန်းဖက်တွေကြီးဆိုးတဲ့နေရာတွေနေရာတိုင်းမှာကဒါစစ်မှန်တဲ့ပြည်သူဆိုတာမရှိတော့ဘူးစစ်မှန်တဲ့ပြည်သူဆိုတာလုံးဝမနေတော့ဘူးဒီအကျန်းဖက်တွေနဲ့ အကြမ်းဖက်တွေနဲ့နေလို့ရှိရင်ငါတို့အတွက်လည်းဒုက္ခရောက်မယ်အန္တရာယ်လည်းများမယ်ငါတို့တည်းလည်းကောင်းကျိုးမပြုဘူးဆိုတော့လူတိုင်းတည်တယ်အဲ့တော့ဝေးရောက်သူတို့တွေသွားကြတယ်ဒါတော့ခင်ဗျားတို့ကောင်းတဲ့မှာမျက်မျက်မှတ်ထားဖို့အရေးကြီးတယ်နော်အပီရီယာအကြမ်းဖက်တွေနဲ့နီးတဲ့နေရာဆိုတော့ဒီဘက်ကလည်းမရှိတော့ရှိတဲ့သူကလည်းဒါအကြမ်းဖက်အာပေးပဲအကြမ်းဖက်ဝိုင်းရံသူလိုပဲဥစဉ်တော့တော့တုံတက်တယ်ဗျာနော်တုံတက်တယ်အဲ့တော့ဥစဉ်တို့ဒီနထိုးကြီးမြင်းချံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုကချန်ပီယံနဲ့မြောက်ပိုင်းကဒီခွေးမောင်းလို့မောင်းထုတ်လိုက်တဲ့ PDF တွေလည်းဒီဘက်ကိုအများကြီးရောက်လာတယ် အဲ့ဒါကိုဖိဖိစီစီနဲ့ပြက်ပြက်သားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်ပေါင်းပါပဲမျိုးလက်ပေါင်းပါပဲတကယ်လို့လထိုးကြီးလိုမြင်ရလို့ဘယ်စကားနဲ့တိတ်ခန့်လိုက်လဲပါပါဆိုတော့ခင်ဗျဟိုနေ့ခါရှမ်းပြည်နယ်မြောင်းပိုင်းကြားတယ်ဆိုမယ်ကြောင်မဲ့တီဘောတို့ကြားတယ်ဆိုမယ်ပါပါတယ်နော်ပါပါတယ်ဆိုမယ်အဲ့တော့ဦးစင်းတို့ဒီနေပြီးတော့203ပိုင်းမှာဆိုလို့ရှိရင်ပြည်သူစစ်တင်တန်းတက်လိုက်တယ်ဒါနဲ့ဟောဒီနေပြီးတော့ကမဟုတ်လို့ဘာကမဟုတ်လို့ဆိုရင်အဲ့ဒီမှာဆိုလို့ရှိရင်ဦးစင်းတို့စစ်သားဟောင်းတွေပါတယ်စစ်သားတွေပါတယ်တက်တဲ့ကြကြတချို့လူငယ်တွေပါတယ် အဲ့ဒါဆိုအင်အားဘယ်လောက်ရှိလဲအင်အား250လောက်ရှိတယ်ခင်ဗျတွက်ကြည့်ပြအဲ့မှာ100လောက်လက်နဲ့ခရံနှကောင်းမွန်တက်ဆင်းပြတင်လုပ်ပြအဲ့ဝဲလူစခန်းလိုနေရာမျိုးတွေထအမြန်လိုအပ်တဲ့နေရာတွေပို့အော်ပို့ပြီဆိုရင်လည်းထိုက်တဲ့တန်တန်းရှိမိမယ်ဂုံပြမယ်တော်ရင်တော်တော်လိုချင်းမြမယ်ဒါမှမဟုတ်ပုံစံတွေဥစဉ်ရတော့လုံးတင်တယ်လို့ဥစဉ်တော့လုံးတက်ချင်တယ်ဒီလူကြီးနာမှာနေတဲ့ဟိုမှာလုံးပိုင်ခွင့်ရှိတဲ့လူကြီးနာမှာနေတဲ့ဒုတိယလည်းဒါဒါကြီးကတော့တိုင်းမှုရောက်နေဆုံးဖြတ်လို့မရဘူးတိုင်းမှုရောက်နေဆုံးဖြတ်လို့မရဘူးဘာလို့ဆိုတော့ဥစဉ်တော့တခါတည်းလေး ဒီနေပြည်တော်ဘက်တွေဘက်ဘက်မှာဆိုလဲပြည်သူစစ်တင်နိုင်တဲ့နောက်ပြတက်ပြီးအလကားပုံစံမျိုးလို့ဖြစ်တယ်။ဒါတော့ဗောနော် ပေါ်ကူရောနေပြည်တော်မှာခုဆိုရင်ကျွန်တော်တို့မြင်းချန်တောင်တနာထိုးကြီးမှာဆိုတော့အထူးစစ်စင်နေတဲ့တော်လိုင်းရေးပူပေါင်းတပ်ဖို့ဝင်နေတယ်ပြည်တော်မှာစစ်ကောင်စီရဲ့ရက်စကားတွေပြည်တော်မှာကာကင်းစကားတွေကိုတက်ခတ်တိမဲ့ဖို့ကြိုးစားနေတယ်ဆိုတော့အကြောင်းတောင်းနေပြည်တော်မှာပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်ဒီချိန်မှာဆိုတော့မီဒီယာပူပေါင်းတပ်ဖို့ဝင်နေတယ်ပြည်တော်မှာ RPG တွေနဲ့တောင်မှထူးပစ်နေတာမို့လို့မှတ်ချက်ခင်မှာတော့အဲ့ဒီစကားဆိုတော့ တို့တွေလက်ထက်ကိုကြားမလားဆိုတော့ဆောင်းချက်မှာပဲဖြစ်ပါတယ်။ပေါကလုံးပြောတဲ့ပုံစံရတော့ကျွန်တော်တို့ PDF တွေရှိတဲ့နေရာတွေမှာနေထိုင်ကြတဲ့ပေါ့နော်။ပြီးသူတွေအားလုံးအချမ်းဖက်အားပေးပြီးသူတွေဆိုပြီးတော့မှဒီကောင်ကလည်းချင်းချောက်ပြောဆိုထားတာမလို့စစ်ကောင်စီအနေနဲ့လေးချောင်းတက်ခုမတွေလှုပ်ဆောင်မယ်ဆိုရင်တော့မှဒီကောင်တွေအချမ်းဖက်ရန်သူဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ့နော်။ water fan ပြောဆိုမိုးတွေကိုလည်းကျွန်တော်တို့တပ်ပြီးတော့မှကြုံလာရနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒါတွေကိုလည်းအထူးဂရုပြုပြီးတော့မှတော်လိုင်းရင်းမှာထက်ထက်ဝင်နေတဲ့ကိုတက်နိုင်တဲ့တရောင်းတနေရာနဲ့ပူပေါင်းပုံပေးချဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီရနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုဆိုရင်တတန်းရှုံပြီးတော့မှအလဲလဲပြပြနဲ့ခွပြဝပြပြနေရတဲ့အချိန်မှာစစ်ခွေးဘုံမှာရုတ်ကက်တွေကနေပြီးတော့မှတရင်သူတွေဖန်တီးပြီးတော့မှဂျင်းထက်နေကြလို့ပေါ့နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီဘက်ကစခန်းပိန်းနိုင်လောကမပြောဘူးနော်ကျွန်တော်တို့ဒီဖီဖီနဲ့ဆက်စခန်းပိန်းနဲ့အချိန်ကြီးကစပြီးတော့နော်ဖီဖီနဲ့ဆက်စခန်းကြီးကဒါတကယ်ကုံတွယ်လေးအတွက်အရေးပါတဲ့စခန်းနေဘယ်လောက်အရေးပါလဲဆိုတာကုံတွယ်ရေးဒီဝင်ငွေထွက်ငွေကိုကြည့်ရင်တိတယ် အဲ့လိုစခန်းကြီးပါဝါတာတော့မှသူတို့ဘက်မှာတွေ့လဲအတန်ထွက်ဘူးဟမ်အဲ့ဒီစစ်တပ်လော်လော်နေတဲ့ကောင်တွေလော်ထမ်းနေတဲ့ကောင်တွေလော်ထမ်းပြီးအော်နေတဲ့ကောင်တွေတကောင်မှအတန်မထွက်ဘူးဘယ်ထွက်မလဲဟိုဘက်မှာ KIA ဘက်မှာဘလို့တာစီရနေဘာဖြစ်တယ်ညာဖြစ်တယ်ဘာလဲအဲ့ဒီ PDF တွေဘလောက်ကြာလားလို့ဘုတ်ကျွန်တော်ပြောတာကတည်ဆိုတာတင်ကြတာဟုတ်တယ်နော်တည်ဆိုတာတင်ကြတာပဲကိုကားကြီးတင်ကြတယ်ဒါပေမဲ့နံပါတ်1တည်တစ်ခုကိုတင်မယ်ဆိုရင်တော့မူလကျော်ရုပ်ပြောက်လို့တော့မရမူလကျော်ရုပ်ကဒီအဲအခုတော့အခုကျွန်တော်ချိန်ညာလိုက်တယ်ပေါ့ KIA တက်မှာဖွင့်နေမြေမှာဘယ်စကန်းကိုတိုက်လဲဟုတ်တယ်မလားအဲဒီမှာဘလောက်အောင်မြင်မှုရတဲ့ပုံမှာ အဲချက်ကားပြီးတော့လာပြောရင်ပြောရမယ်ဒါပေမဲ့ဒီစကန်းကိုတိုက်နေတယ်ဆိုတဲ့ဟာကြီးဆိုပျောက်သွားလို့မရဘူးဟုတ်တယ်နော်အဲ့လိုတိုက်နေတယ်မှာဒီစကန်းကိုတိမ့်လိုက်ပြီးကျင်းရမယ်ဒီစကန်းကိုမတိမ့်ဘဲနဲ့တိမ့်နေလို့လောက်လို့မရဘူးဘူးနာကြော်ရိုးပျောက်လို့မရဘူးဒါတည်တင်ညာတဲ့လူကကျင့်အခြေခံကျင့်လို့လေးဒါဟိုအောက်ကအခြေခံနော်အဲ့တော့အဲ့ဒီအခြေခံလေးကိုတော့မှဒီကောင်ဒီမှာမရှိဘူးမဟုတ်တဲ့အရာကြီးကိုဟုတ်လို့ပဲဟုတ်တာကြီးကိုမဟုတ်တာလို့ဖြစ်တယ်နော်ဥပမာကျွန်တော်ပြောပြမယ်ဟိုကဝင်းနေမိတ်တိုင်ရောဆရာတော်ဘုရားကြီးဖမ်းမိကြအောင်ပါ နောက်တာပုတ္တမကိုလည်းမခံနိုင်တော့ OLS ရောက်ပြီနော်မင်းအောင်နိုင်ရောအဲ PDF တော့ရှင်တို့အကုန်လုံးထမိန်ကောင်းပတ်ထားဆိုပြီးတော့ဝင်းနေမင်းတော်ဆရာတော်ဘုရားကြီးကိုပြစ်တာကစစ်တပ်ကပြစ်တာအတူတူပါတဲ့ဆရာတော်ကြီးကိုစစ်လားဆေးလားဆိုပြီးနန်းနေစစ်ကြောကြီးကိုခေါ်သွားတာခေါင်းပွဲနေတကန်တုံးတဲ့ဆရာတော်အဲ့ဒုဆက်လက်နဲ့၃နိုင်ရောက်နေရတယ်ဒါဆရာတော်ကိုယ်တိုင်ပြန်ပြောလို့မှဘီသွက်တိရတာနော်အဲ့ဒါလိုမျိုးသူတို့စစ်တပ်ကပြစ်တယ်သူတို့ကိုယ်တိုင်စစ်တယ်သူတို့စက်ကပြစ်တာလို့တည်တယ်ဒါပေမဲ့ပြန်လဲထုတ်ပြန်တဲ့အချိန်မှာပါဝါတဲ့ကားဒရိုင်ပါကိုလက်ကိုတောက်ပတ်ပြီးအတုစီးပြီးတော့တနတ်နဲ့ချိန်ပြီးတော့ဗီဒီယိုရိုက်တယ် ် PDF ကပြစ်တာပါလို့ရိုက်ပြီးတော့နိုင်ငံတော်အဆင့်တည်ရုံလိမ့်ပြန်။ဟာစဉ်းစားကြည့်စမ်း။တာမန်တည်ကြီးညာတဲ့နော်ဒီဂျာနယ်လစ်တဦးနေတဲ့ဂျာနယ်လစ်တဦးတော်မှဝင်းနေကကျွန်တော်ပြောသူမူလကျော်ရိုးပြောက်အောင်လို့တည်ရုံလှုပ်လို့မရဘူး။ဒါတာမန်ဂျာနယ်လစ်တဦးရဲ့ဟိုနေ့တော်မှစီးကန်းတော်မှဒါပေမဲ့နိုင်ငံတော်အဆင့်အဲ့လိုမျိုးမူလကျော်ရိုးပြောက်ပြီးတော့ပြောင်းပြန်ပြန်လေပြစ်တာ။ဆိုအဲ့ဒီတည်ရင်ပေါ်မှာလည်းဒီဘောမှာလည်းအကုန်လုံးဝိုင်းလိုက်ကြတယ်။စဉ်းစားကြည့်အဲ့လိုလိန်ခဲ့တဲ့အချိန်ပေါင်းဘယ်လောက်ရှိပြီလဲ။ ဟုတ်တယ်မလားအဲ့လိုပဲနေနေလာဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာဘုရင်ကပြောသလိုလူတွေကကြာလို့ရှိရင်အမောက်အမှန်ဖြစ်သွားတယ်မဟုတ်တာကြီးအဟုတ်ပြောရင်ခါကျရင်အာဒီကောင်မဟုတ်ပါညာထပ်ဖြစ်တာဘာမှအဲ့ဒီမဟုတ်မဟုတ်တာကိုပဲဟုတ်တယ်လို့ထပ်ခါထပ်ခါပြောလိုက်ရင်နောက်ကမငင်းတော့ဟုတ်မငင်းတဲ့အစိမ့်ရင်နည်းနည်းလေးကြာကြာတော့လက်ခံရောအဲ့မဟုတ်တာကြီးကိုဒီဟုတ်တယ်ဟဲ့ဒီဟုတ်တယ်ဟဲ့ဖြစ်ရောနောက်ကြာတော့ပါဖြစ်တယ်မဟုတ်တာကိုဟုတ်လို့တတ်မှတ်လိုက်ပေါ့ဒီမူဝါဒကိုအဲ့ဒီကောင်ကခြံဆွဲထားတာဒါကြောင့်မို့လို့လက်ရှိဘောမတွေပြောရင်ကြည့် PDF တွေတိုင်းတိုင်းအေးဝဲပါအကျန်းဖက်တယ်အကျန်းဖက်တယ်အကျန်းဖက်တယ် ောက်ရှောက်ကိုအကျန်းခတ်အကျန်းဖက်ပြောနေတာဘာဖြစ်လို့လဲတကယ်တိုင်းပြည်ကိုအကျန်းဖက်နေတယ်သူတို့စစ်တပ်ဆိုတာသူတို့ကိုလည်းကြည့်တယ်မတိတာမဟုတ်ဘူးမဲလူပဲခီးကွင်းစားတာမယုံကြော်ဆုံးတို့ပြောကြည့်ပါလားဟမ်ကြော်ဆုံးချီးတဲ့ခမင်းနဲ့နေကြည့်ပါစားမလားလို့ကတော့ပါရဲ့နောက်ကြည့်နေတဲ့လူဟုတ်တယ်မလားတိတယ်ဒီကောင်လေးမတိတာမဟုတ်ဘူးတိရဲ့သားနဲ့ဘုရင်ကပြောသလိုမဟုတ်တာဟုတ်ဟုတ်ပါဟုတ်ပါဟုတ်ပါမှားနေတာမှန်ပါတယ်မှန်ပါတယ်မှန်ပါတယ်အောက်ခံတယ်ဘုရင်ကပြောသလိုအကျန်းဖက်ကသူတို့စစ်တပ်တိတယ်ဒါပေမဲ့ဒီတော်လိုက်အဖွဲ့တွေကပြည်သူဘက်ကသူတို့တိတယ်ဒါပေမဲ့အာအကျန်းဖက်တွေ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 အော်ပေးနေတာ ကိုစီပြောထားတဲ့အကြောင်းပါတယ်နော်အခုဆိုရင်ကျွန်တော်ကရင်တက်တော်တွေကနေပြီးတော့မှစစ်ကောင်စီရဲ့စစ်စခန်းတွေကိုနောက်လျှောက်သိမ်းပိုက်နေတဲ့အချိန်မှာဒီဘောမှာအယုတ်ကွက်တွေကနေပြီးတော့မှလုံးဝဝတ်တမ်းထပ်ပဲနဲ့ဒီကျွန်တော်တို့အလဲပိုင်းမှာရှိတဲ့ပေါ့နော်တော်လိုင်းရေးပုံတဖို့နဲ့နေပြီးတော့မှတက်ခဲတဲ့အချိန်ကျွန်မဒီကောင်တွေကနေပြီးတော့မှ PDF တွေကြဆုံများနေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တမိသားစုအနေနဲ့ကျွန်တော်ပြည်သူတွေဂျင်းနေဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်အဓိကအနေနဲ့ကတော့တို့အနေနဲ့ ဒီလိုမျိုးသတင်းသူတွေဖန်တီးပြီးတော့မှကျွန်တော်တို့ PDF တွေကဆိုရင် PDF တွေကို channel ပြီးတော့မှခုတော်လိုင်းမှာဆိုလက်စကောင်စီတဖုံနဲ့ချင်းမုံရှင်းလင်းချုံခါနေရတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ့နော် rewatch လို့ဖို့စ조사နေတာကိုကျွန်တော်ကြည့်ချက်ဖြစ်ဒီကောင်တွေကတော်တော်လေးကိုအခုဆိုရင်အကြောက်လွန်ပြီးတော့မှကျွန်တော်တော်လိုင်းရေးတဖုံဝင်နေကြတဲ့မှာတွေးစီပြီးတော့မှတဘောဆူကြီးတစ်ခုတည်ဆောင်းနေမှာတွေးလွန်ပြီးတော့မှအခုဆိုရင်ဒီလိုမျိုးလို့ဆောင်နေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းဖီတိုရီကတော့တော်လိုင်းရေးတဖုံတွေရဲ့ဆွမ်းမကားတွေကိုလည်း တိမြင်နားလဲကြလာတာမို့လို့အခုဆိုရင်ကိုရရနေနဲ့ပူပေါင်းပြီးတော့မှထပ်ပိုးလို့တဲ့လူအလုပ်ပေါ့နော်အခုဆိုရင်လည်းကျွန်တော်ပြီးပွားမှာရောပြီးတော့မှရှိတဲ့ပြီးသူအားလုံးအနေနဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်နေကြတာမို့လို့တလိုင်းတက်ဖို့ဝင်တွေကနေပြီးတော့မှစကောင်စီတက်ဖို့ဝင်တွေကိုနေရာမရွေးပဲနဲ့တက်ခိုက်နေကြတာပဲဖြစ်ပါတယ်မကြခင်မှာတော့အားလုံးကြားချင်နေကြတဲ့ကျွန်တော်အညာဒေတာကပူသွဲစစ်စင်ရေးတွေပြင်ကြံတဲ့ဘက်ပေါင်းဆောင်ရနေပြီးတော့မှတော်လန်တက်ဖွဲ့တွေရပါနော်ထိုးစစ်တွေကတော့ နေပြည်တော်ထိတောင်မှဦးတည်လာပြီဆိုတာကိုလည်းစကောက်စီတဖွဲ့ဝင်တွေနဲ့ဘောမတွေတရှိတင်နေပြီဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့ဘာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာပွေချမ်းမှချနေပြည့်စုံပြီးတော့မှတာယာရေး channel နေ့တိလေးပန်းဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုံးမကောင်းအောင်တောင်းပေးလိုက်ပါတယ်